အားလုံးပဲမင်္ဂလာပါအဲ limitless trading နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ limitless trading ရဲ့ founder grip ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာကျွန်တော်ဆွေးနွေးွားခြင်းနဲ့အကြောင်းအရာလေးရကြတော့ကျွန်တော်တို့အရှုံးမရှိပဲနဲ့ကျွန်တော်တို့ဒီ investment မှာဘယ်လိုလုပ်လို့ရမလဲပေါ့အဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ဆွေးနွေးွားခြင်းနဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ trader အများစုကကျွန်တော်တို့ဒီ trading တစ်ခုတည်းပဲလုပ်လို့ရရခင်တာပေါ့ဒါပေမဲ့တကယ်တမ်းမှာကျွန်တော်တို့ investment အနေနဲ့လည်းလုပ်လို့ရတဲ့ဥစ္စာတွေရှိပါတယ် အဲ့နေရာမှာကျွန်တော်ဒီနေ့ investment လုပ်တဲ့နေရာမှာကျွန်တော်အသုံးပြုနေတဲ့ strategy လေးတစ်ခုကိုကျွန်တော်ညွှန်ပြချင်ပါတယ်ခင်ဗျာအဲ့ strategy လေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ DC လို့ခေါ်ရပေါ့ dollar cost averaging ပေါ့အဲ့ strategy ကဒီကျွန်တော်တို့ဒီ investment လုပ်တဲ့နေရာမှာရန်ကိုအသုံးဝင်တဲ့ strategy တစ်ခုလည်းဖြစ်တယ်နောက်လို့ရှိရင်သူ့မှာ risk မရှိဘူးနောက်ပြီးအရှုံးမရှိတဲ့ strategy လို့လည်းကျွန်တော်နာမည်ခေါ်နာမည်ပေးထားတယ်ပေါ့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော် အဲဒါကလည်းဒီတို့ရမယ်ဒီတော်တော်များများလည်းဒီ strategy ကိုသုံးကြတယ် stock investment လုပ်တဲ့လူတွေလည်းဒီ DCA ကြီးနဲ့သူတို့ stock တွေဝယ်ကြတယ် crypto investment လုပ်တဲ့လူတွေလည်းဒီ DCA ကြီးနဲ့သူတို့ crypto တွေကို investment လုပ်ကြတယ်ပေါ့ဟုတ်ပြီဒီနေ့မှာကျကျွန်တော် DCA ဆိုတာဘာလဲ DCA ကိုဘယ်လိုလုပ်လို့ရလဲ ਨੇ DCA မှာကျွန်တော်တို့ဘယ်လို strategy အသုံးချပါမလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ညချင်မှာဖြစ်ပါတယ် okay အရင်ဆုံးကျွန်တော်တို့အဲကျွန်တော်တို့ရဲ့ introduction လေးစလိုက်ပါစလိုက်အောင်ပေါ့ ကျွန်တော်ဒီနေ့ introduction လေးရတာပါလေ this like a professional investor ဘော့ okay ကျွန်တော် not the slide ကိုတွားချင်ပါတယ်ဆိုတော့အရင်ဆုံးစပြီးတော့ကျွန်တော်အဲစပြီးတော့ရှင်းပြချင်တာ DC ဆိုတာဘာလဲဗော DC stand for dollar cost averaging is an investment strategy where you invest a fixed amount of money at regular intervals example weekly or monthly uh, regardless of the asset price ဘာပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ DC ရဲ့အရှိတ်ကဘာလဲ dollar cost averaging လို့ခေါ်တယ်။ဒါပြလို့ရှိရင်ဒါက investment strategy တစ်ခုဖြစ်တယ်။ဒီ investment strategy ကဘယ်လိုလုပ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့မှာအဲလို့ပြောရမယ်ကျွန်တော်တတ်မှတ်ထားတဲ့ငွေမောင်းတစ်ခုရှိဥပမာကိုယ်ကဒေါ်လာတစ်ထောင်ရှိရထားပါဘော။အဲ့ဒေါ်လာတစ်ထောင်ကျွန်တော်တို့ကတစ်ခါလေး investment မလုပ် regular interval ကျွန်တော်တို့ပုံမှန်လားစင်ဝင်သွားမယ်လားစင်ဝင်သွားမယ်အပတ်အပတ်စင်ဝင်သွားမယ်အပတ်စင်ဝင်သွားမယ်အဲ့လိုပုံစံနဲ့ကျွန်တော်တို့က investment လုပ်တယ်ကျွန်တော်ဒေါ်လာတစ်ထောင်ရှိလုံးရှိလို့ရှိရင်ဒေါ်လာတစ်ထောင်လုံးမတော့ဘူးကျွန်တော်ဒေါ်လာ၁၀၀ကိုဒီတစ်လမှဝယ်နောက်ထပ်တစ်လမှဒေါ်လာ၁၀၀ဘူးဝယ်မယ်နောက်ထပ်တစ်လမှဒေါ်လာ၁၀၀ဘူးဝယ်မယ်နောက်ထပ်တစ်လမှဒေါ်လာ၁၀၀ဘူးဝယ်မယ်အဲ့လိုပုံစံနဲ့ဝယ်သွားမယ်ကျွန်တော်ဒီမှာ game မစိုက်တာကြာကျွန်တော်ရဲ့ access price ကဘယ်လောက်ဖြစ်နေပါလဲဘယ်လောက်ထိဈေးကျနေပါလဲကျွန်တော်တို့ကဗာလဲပုံမှန်တိုင်းကျွန်တော်တို့အမြဲတမ်းဝယ်သွားမယ်ပေါ့ကျွန်တော်လလားစင်ဝယ်လို့ဆိုလို့ရှိရင်လားစင်ဒေါ်လာ၁၀၀ဘူးဝယ်သွားမယ် ဒီအပတ်စင်ဝယ်တဲ့လူဆိုလို့ရှိရင်အပတ်တိုင်းဒေါ်လာတရားဝယ်ပါအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့က investment လုပ်တာကိုကျွန်တော်တို့ကလည်း DC လုပ်တယ်လို့ခေါ်ရဲပေါ့ Okay ကျွန်တော်ဒီနေရာမှာထပ်ပြီးရဖြည့်ဆွတ်ပြောချင်တာကတော်တော်များများ DC လုပ်လို့ရှိရင်ဈေးကျလို့ရှိရင်ဒီဝယ်ကြရဲပေါ့ဈေးကျရင်ဝယ်ရဈေးကျရင်ဝယ်ဈေးကျရင်ဝယ်အဲ့ဒါဟုတ်လို့ပြောရမှာမှန်လားဆိုတော့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ထက်ပို့ပြီးပြေချာစနစ်ကြရင်လည်းဆိုလို့ရှိရင်ကျွန်တော်ဒါဘယ်လိုပြောရမလဲကျွန်တော်ထပ်ထည့်လိုက်အကြောင်းအရာလေးရှိပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် but only buying the place which is swing point support with the low and mang the low ျွန်တော်ကဘယ်နေရာမှာဝင်မလဲဆိုတခြားလူတွေလိုဈေးကြတယ်မဟုတ်ဘူးကျွန်တော်ကဘယ်နေရာမှာဝင်မလဲဆိုလို့ရှိရင်ဆွမ်းပိုင်းတွေမှာဝင်မယ်စပို့တွေမှာဝင်မယ် weekly low တွေ monthly low တွေမှာဝင်မယ်ပေါ့နောက်လို့ရှိရင်ဒီ method ကဘာမှအသုံးပြုလဲဆိုလို့ရှိရင် stock ရော crypto မှာရောဒါအသုံးပြုရ method တစ်ခုဖြစ်တယ်ဒီ DCA ဆိုတာလဲဟိုးရင်ငယ်တွေပေါ်ခဲ့တဲ့ strategy တစ်ခုဖြစ်တယ်ပေါ့ okay အဲဒီမှာကျွန်တော် regular interval နည်းနည်းရှင်းပြရတာ။ regular interval mean doing something repeatedly at the same time each each time ပေါ့ ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီကျွန်တော်အပတ်ဟိုလုံနေတဲ့ဥစ္စာကိုကျွန်တော်ကအများရန်ဒီချိန်မှာကျွန်တော်ကလုံသွားတယ်ပို့ဥပမာကျွန်တော်တို့ကအဲ weekly ဝယ်လို့ရှိလို့ရှိရင်ကျွန်တော်ကအပတ်တိုင်းကျွန်တော်တို့ကဒေါ်လာ100ကိုဝယ်သွားမယ်လတိုင်းဒေါ်လာ100ဝယ်ဆိုလို့ရှိရင်ဒေါ်လာ100ကိုကျွန်တော်ကအစင်မပြတ်ပေါ့အဆက်မပြတ်ကျွန်တော်တို့ကဝယ်သွားမယ်ပို့အဲ့တော့ဗာလဲကျွန်တော်တို့ဒီစီလုတ်တယ်လို့ခေါ်တယ်ပို့ okay ဒီမှာကျွန်တော်တို့နိုင်ရှင်စာနှစ်ခုရှိပါတယ်ဗာလဲဆိုလို့ရှိရင်ကျွန်တော်က DCA နဲ့ buy နဲ့ dip ဆိုနှစ်ခုကျွန်တော်ကနိုင်ရှင်ကျွန်တော် investment လုပ်တဲ့အခါမှာကျွန်တော် DCA ရှိရယ် ။အခုရှိလို့ရှိရင် buy net date ရှိရပေါ့။ buy net date ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဈေးအကျဆုံးနေရာမှာကိုယ်ဈေးကျပြီလို့ကွာ။ဒါကညာကိုယ့်ရဲ့ဘယ်လိုပြောရမလဲ။ကိုယ့်စိတ်မှာဒီနေ့ကနောက်ဆုံးဟိုလိုပြောရမလဲ။အကျပဲဆိုဝယ်အဲ့လိုအချိန်မှာကျွန်တော်တို့က ဝယ်ကြပါဘူးအဲ့လိုပုံစံကိုကျွန်တော်ကပါလေ binary dip ဘုခေါ်ပါလူတို့များလည်းသိမှာပေါ့ binary dip binary dip ဒိတ်ပေရလည်းအများကြီးဒါဘယ်နှခုမှန်းတော့မသိဘူးဆိုတော့ကျွန်တော် BC ရေလောက်ကြရေပေါ့ okay ဒီနေရာမှာကျွန်တော်နှစ်ခုနိုင်ချိန်ပြောနေတာပေါ့ဘာလို့ DC ကအရင်ကောင်းလဲဆိုတော့ကျွန်တော်ဒီနေရာမှာနည်းနည်းလေးနိုင်ချိန်ပြောရှင်းတယ် okay အရင်ဆုံးသူတို့နှစ်ခုရဲ့ definition ကိုကျွန်တော်အရင်ဆုံးရှင်းပြချင်ပါ DC ရဲ့ definition ကခုနလိုပဲ invest in the fits amount regularly regardless of price ကျွန်တော် investment လုပ်မဲ့ amount နဲ့ကျွန်တော်တို့ကလာတိုင်းဝယ်သွားမယ် price ပဲရောက်ရောက်ကျွန်တော်တို့ရဲ့အတောင်ဝင်ကဘာလဲကျွန်တော်တို့လာတိုင်းဒီ coin တစ်ခုမှာကျွန်တော်တို့က investment လုပ်ရမှာပေါ့ဒိုင်းနဲ့ date ကကျွန်တော်အဲ့လိုမဟုတ် invest invest only when the price drop significantly ကျွန်တော်ဈေးကျနေတဲ့အချိန်မှာပဲကျွန်တော်ကဝယ်မှာဘာညာ date ကတဘောတရားဘယ်လိုလဲဆိုလို့ရှင်ဥပမာကျွန်တော်တို့ BTC 9အ9000အ9000မှာ9500မှာဝယ်ခဲ့တာဆိုလို့ရှင်တို့ကဘာလဲဘိုင်းနဲ့ date ဖြစ်လို့တို့ကဝယ်ခဲ့တာပေါ့ဒီညမှာကျွန်တော်ဘိုင်းနဲ့ date အားနည်းချက်လေးရှိပါကျွန်တော်နောက်ပိုင်းမှာပြောပြပြောပြပြပါမယ် strategy type ပေါ့နောက်ခုလုံးက strategy type ကတော့ဒီဘယ်လိုပြောရမလဲစင်သူစင်တော့စင်နဲ့ဒါပေမဲ့နည်းနည်းတော့ကွဲတယ်ပေါ့အဲ dollar cost averaging strategy type ကဘာလဲဆိုလို့ရှိရင် time based strategy ဖြစ်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့ကဘာလဲအပတ်တိုင်းဝယ်ရမယ်အပတ်တိုင်းဝယ်ရမယ်ကျွန်တော်တို့ကဈေးကိုမကြည့်ဘူးကျွန်တော်တို့လုံးစရာဘာလဲ support နေရာရအောင်ကျွန်တော်တို့ကဝယ်မယ် support နေရာရအောင်ဝယ်မယ်ကျွန်တော်တို့လောက်ရမှာဘာလဲအပတ်တိုင်းကျွန်တော်တို့အဲဒီကျွန်တော်တို့သတ်မှတ်ထားတဲ့ amount တစ်ခုနဲ့ကျွန်တော်တို့အပတ်တိုင်းဝယ်ရမယ်လတိုင်းဝယ်ရမယ်အဲ့လို strategy တစ်ခုဖြစ်တယ် ဲ့မဲ့ဘိုင်းနဲ့တကြအဲ့လိုမဟုတ်ဘိုင်းနဲ့တကြဘာလဲ price based strategy ဖြစ်တယ် price based strategy ဆိုတာဘာလဲဆိုလို့ကျွန်တော်တို့က price ကိုကြည့်ရမှာ price ကဒီဈေးရန်ဟိုအကျဆုံးလားဆိုတာကျွန်တော်တို့ကကြည့်ရမှာပေါ့ဒီဈေးရန်ကဘယ်လိုပြောရမလဲဒီနောက်ဆုံးဈေးလားပေါ့ဒီဈေးမှာနောက်ဆုံးဈေးဖြစ်နေနိုင်တာဒါနောက်ဆုံးကျတဲ့နေရာလားဆိုတော့ကျွန်တော်တို့ကကြည့်ပြီးတော့ကျွန်တော်ကဝယ်ရအောင်ဥမာ BTC ကို9000 5000မှာဝယ်ခဲ့ဆိုလို့ရှိရင်အဲ့ဒါဘာလဲဘိုင်းနဲ့တက်လို့ခဲ့အားလို့ကျွန်တော်တို့သတ်မှတ်လို့ရရပေါ့ investment timing ပေါ့ investment timing ရဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ dollar cost averaging ပေါ့ဆိုစနစ်အရင်ကြာတယ်ပေါ့ဆိုတော့သူကပါလဲ scheduled interval ဖြစ်တယ်လို့လဲဆိုလို့ရှိရင်သူတို့ကကျွန်တော်တို့က weekly monthly ပုံမှန်ဝယ်ဖို့ဖြစ်တယ်ကျွန်တော်တို့မှာ schedule ရှိတယ်ကျွန်တော်တို့ဘယ်လောက် amount investment လုပ်မယ်ဆိုတာအစကျွန်တော်တို့ကတစ်ချက်ထားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာနဲ့ data ကြောက်ကျွန်တော်က opportunity ဟိုပြောရမလား opportunity ကိုစောက်ရတယ်ပေါ့ကျွန်တော်ဥပမာ market ဈေးထိုးကြမှာပဲကျွန်တော်တို့က ဝယ်ရတာလေအဲ့ချိန်မှာပဲကျွန်တော်တို့ကဝယ်ရတာအဲ့တော့ကျွန်တော်တို့ကဗာလဲကျွန်တော်တို့မှာ market ကဈေးမထိုးကြသေးတယ်ကျွန်တော်တို့ကမွေးပေါ့ကျွန်တော်တို့မှာ opportunity က any hand နည်းတယ်ပေါ့ဘိုင်းနေတမာရကြတော့ဥမာကျွန်တော်ကဟိုတနေ့လုံးမှာမှ3က4ကလောက်ပဲသူတို့ကဝယ်လို့ရတာပေါ့ဒါတော့တကယ်တစ်မှာဝယ်နိုင်မှာပဲဒါအဆင်ပြေမှာပေါ့ okay အဲနောက်တစ်ခုကကျတော့ဗာလဲ emotion impact ပေါ့ကျွန်တော် emotion impact မှာဘာလို့ကျွန်တော်ဒီစီကိုကြိုက်လဲဆိုလို့ရှင် reduce the emotion decision making ကျွန်တော်ဒီစီလောက်တာ emotion ပါဘူးမပါတာဘာလို့ဆိုရင်ကျွန်တော်တို့လုံးဝမတောင်းရပါလေကျွန်တော် upper time ကျွန်တော်တို့ဟိုကျွန်တော်ဟိုဒေါ်လာ90ဒေါ်လာကောင်းဒေါ်လာတရာလောက်ကောင်း upper time ကျွန်တော် investment လုပ်ရမယ်ကျွန်တော်တို့ losing နဲ့ support နိုင်ရလို့ရှိရင်ကျွန်တော်ကပါလေ investment လုပ်ရမယ်ပေါ့ဒါပေမဲ့ဘာလို့ဒီကကျွန်တော် can be emotion နဲ့ require confidence to buy buy drain the fear ဘာလို့ဆိုလို့ရှိရင်ကျွန်တော်ကဈေးကမဟာတရားကျနေတဲ့အချိန်မှာကျွန်တော်တို့က live ဝယ်ရမှာလေကျွန်တော်ကမသိရကျွန်တော်ကဘယ်ကဘယ်တိဈေးဆက်ကြမှာဆိုကျွန်တော်မသိအဲ့အချိန်မှာလူတွေရဲ့ ဖီယာရှိရပါဟာငါဝယ်လိုက်လို့ဈေးထက်ကြောက်အောင်ဘယ်လုပ်မလဲဆိုရဖီယာဝင်လာအဲ့ဘက်ပါလေဘိုင်းနဲ့ဒီကကျတော့ confident လိုတယ်ဘာလို့လဲဆိုရင်ကိုယ့်ရဲ့ emotion ကိုနိုင်မှလည်းရမှာပေါ့နောက်တစ်ခုကကျတော့ပါလေ market knowledge ပေါ့ကျွန်တော်တို့ market knowledge မှာကျွန်တော်တို့ဘာလို့ DC ရဟိုဟို beginner တွေအဆင်ပြေရလဲဆိုလို့ရှိရင် DC ရအဲ့လောက်ကြီးတည်ကြမလို့ကျွန်တော် technical analysis ကိုလည်းကျွမ်းကျင်ကြမလို့ကျွန်တော်တို့အလုပ်ကပါလေကျွန်တော်အပတ်တိုင်းကျွန်တော်တို့ investment လုပ်မယ့် amount တစ်ခုနဲ့ကျွန်တော်တို့အပတ်တိုင်းဝယ်သွားအောင်မယ် ဒါပေမဲ့ budget ကတော့ရမ်းလိုပါ budget ကဘာလို့လိုရလဲဆိုလို့ရှိရင် market ရဲ့ trend တွေသိရမယ် market structure ဘယ်လိုတည်ဆောက်နေလဲ market ကဘယ်နှမှာ reversal လာနေလဲ market swing point ကဘယ်နေရာမှာဖြစ်နိုင်လဲနောက်ဆိုရှင် market ရဲ့ volume ကဘယ်လိုလာနေလဲဆိုတာအစား तू ကကြည့်နေရပါဘောအဲ့အမှာပဲ तू ကဘယ်နေရာနောက်ဆုံး turning point ဖြစ်နိုင်မလဲဆိုတော့ तू ကသိရမှာလေအဲ့ချိန်မှာပဲ तू ကဗာလေဝင်မှာဖြစ်တဲ့ဆိုတော့ तू ကသိကြရပုံများတယ်ဗော risk management ဗော risk management နဲ့တိုင်းရကြတော့ဗာလေဒီစီက risk မရှိဘူးဗောကျွန်တော်တို့ဗာလေဆိုလို့ရှင်ကျွန်တော်တို့ဒီ ဟိုဒီ coin တွေမထုတ်ရောင်းတွေကျွန်တော်တို့အရှုံးမရှိသေးဘူးလေကျွန်တော်တို့ portfolio မှာလာကျွန်တော်က minus ပြန်ပြနေနေမယ်ဒါပေမဲ့ကျွန်တော်တို့မထုတ်ရောင်းတွေဒါအရှုံးလို့ပြောလို့မရသေးဘူးအဲ့တော့ကျွန်တော်ကဗာလဲ market ကချင်းချင်းမှာပြန်လာမှာဖြစ်တတ်တော့ကျွန်တော်တို့ကအဲဘယ်လိုပြောရမလဲကျွန်တော် portfolio ပြန်ပြီးတော့စိမ့်နိုင်တယ်ပေါ့ဒါပေမဲ့ binary တကကြောက်ဗာလဲ risk management အရင်အများကြီး can be risky if the dip get deeper ပေါ့ကျွန်တော်အော် falling knife ပေါ့ကျွန်တော်တို့ကကြားနေဥစ္စာကိုဖမ်းရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဗာလဲကြားနေဓာတ်ကြီးကိုဖမ်းရတာဖြစ်တဲ့အတွက်ကျွန်တော်တို့က လက်ချနိုင်နေပေါ့ဒါကျွန်တော်တို့ Fallen Knight ကိုကျွန်တော်တို့ဒီမှာလည်းပြောကြပါတယ် Fallen Knight Fallen Knight Fallen Knight ဆိုပြီးပါတယ်ကျွန်တော်တို့ကဘယ်နေရာထိဈေးကဆက်ကြမလဲမသိဘယ်နေရာကျွန်တော်တို့ Turning Point ဖြစ်မလဲဆိုတော့ကျွန်တော်မသိအဲ့ဒါကျွန်တော်တို့ကပါလဲဘာလဲ Date ထင်ပြီးကျွန်တော်တို့ကဝယ်နေရဆိုတော့ကျွန်တော်ကပါလဲ Fallen Knight ကိုကျွန်တော်ကဖမ်းနေရတော့ကျွန်တော်ချင်းချင်းမှာပါလဲ Risk ဖြစ်နိုင်တယ်ဥပမာဒီကိုခရန်တောင်း9000တော့ထင်သားပေမဲ့6000လောက်ကြီးကြာသွားလို့ရှိရင်လို့ရှိရင်လည်းအဲ့ကြလို့ရှိရင်ကျွန်တော်ကပါလဲပို့ပြီးတော့တိုက်ပတ်နိုင်တယ်ပို့နောက်ကကျ Best in Market Condition market condition ကဘယ်လိုအလုပ်လုပ်မလဲဆိုကျွန်တော်တို့ဒီ dollar cost averaging ရဆိုလို့ရှိရင်လုံးဝ volatile မှာဖြစ်တဲ့ market တွေမှာအရင်အလုပ်လုပ်တယ်ဘာလို့လဲဆိုလို့ရှိရင်သူကပုံမှန် investment လုပ်သွား schedule တစ်ခုနဲ့ investment လုပ်သွားဖြစ်တယ်သူမှာ risk လည်းမရှိဘူး market ကိုလည်းတေချာနားလည်ကြအောင်လို့ market သူ့ပါသူဘယ်ဝဲသွားသွားကျွန်တော်တို့အလုပ်ကပါလေအပတ်တိုင်းမှာကျွန်တော်တို့လိုချင်တဲ့ support နေရာရောက်လို့ရှိရင်ကျွန်တော်ကဝယ်မယ်ဒါပေမဲ့ဘာလို့ဒီကြအဲ့လိုမဟုတ် more effective index strong bull market with the clear pullback ကျွန်တော်ကဘာလုပ်ကြမလဲဆိုလို့ရှိရင်ကျွန်တော်က strong bull bull market ကို ဟိုစောင့်အောင်မယ်ပေါ့ကျွန်တော်တို့အလုပ်ကနောက်ပြီးလို့ရှိရင်ဒီ clear pull back ပေါ့ clear pull back ကိုလည်းကျွန်တော်တို့ကဗာလဲအဲတေချာလေးကြည့်နိုင်မှရပါဘူး pull back တွေကတော့အမျိုးမျိုးရှိရဲဒါပေမဲ့ကျွန်တော်တို့ကတကယ်ဘယ်လိုပြောရမလဲဒါတကယ်တေချာတဲ့ဒီဘယ်လိုပြောရမလဲ pull back တကယ်အဲ turning point အဲ့လိုနေရာကိုကျွန်တော်တို့ကတည်ပြီးတော့မှကျွန်တော်တို့ကဗာလဲဘာနဲ့ဓမ္မတွေကအဲ့အချိန်ကိုစောင့်ပြီးတော့တို့ကဝယ်ကြဖြစ်တယ်ပေါ့ဟုတ်ကြပါလေဆိုလို့ရှိရင် discipline discipline level နေပေါ့ဒီ dollar cost averaging မှာအရင် discipline လို့ပါပဲ။ဆိုတော့ကျွန်တော်တို့ကဒီစီကနိုင်ဝင်သွားမှာကျွန်တော် schedule တိုင်းကျွန်တော်တို့ဘယ်လောက် investment လုပ်မလဲ။နောက်ပြီးလို့ရှိရင်ဘယ်လိုနေရာမှာဝင်မလဲဆိုတော့ကျွန်တော်တို့ကပါလဲစီကနိုင်ဝင်သွားမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့က high ဖြစ်တယ်။ဒါပေမဲ့ buy တဲ့လည်း also high ပါပဲ။ဘာလို့လဲဆိုတော့ require အများကြီးရှိတယ်လေ။ဘာလို့လဲဆိုတော့တကယ်တကယ် analysis တွေရော market volume ကြည့်ရတယ်ရော။နောက်ပြီးလို့ရှိရင် market ဘယ်နေရာမှာ turning point ဖြစ်မလဲဆိုတာအစကြည့်ရတယ်သူမှလည်းအဲအော်ဘယ်လိုပြောရမလဲဒီ discipline level တော့လိုတယ်ပေါ့။ Okay ။ in fact အစ္စမေရဆိုလို့ရှိရင်ဗာလေ DC ရဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်ကအဲ investment dollar 100 every week into bitcoin ပေါ့ကျွန်တော်ခုနကပြောလို့ပဲကျွန်တော်ကအပတ်တိုင်းကျွန်တော်တို့သတ်မှတ်ထားတဲ့ amount တစ်ခုကျွန်တော်က investment လုပ်အောင်မယ်တနည်းအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ support တွေမှာကျွန်တော်က investment လုပ်အောင်မယ်ပေါ့အဲဒါမှမဟုတ် buy တဲ့ကကြာဗာလေ wait for the bitcoin to drop 10% before buying ပေါ့ကျွန်တော်တို့ bitcoin ကိုစီးသတ်မှတ်ဆန်းတော့သိကြတဲ့အချိန်မှာဒါ but dip ဆိုပြီးတော့ဝယ်ကြရပြီးတော့အဲ့လိုမျိုးဆိုတော့သူတို့ကကြတော့ဟို DC နဲ့ကွာပါကြတော့သူတို့ကတစ်လုံးသိင်းနဲ့ဝယ်ရဥပမာ ဒေါ်လာ1000ရှိလို့ရှင်ကျွန်တော်တို့ဒေါ်လာတရာခွဲမွေတော့သူကဘယ်လိုဒေါ်လာ1000လုံးကိုဒီအကုန်လုံးအောင်းရင်ပြီးဝယ်လိုက်တာပေါ့โอเคဘာလို့ DC ကအလွတ်လွတ်တာလဲ point DC work ပေါ့ကျွန်တော်တို့ဘာလို့ DC ကတကယ် real market မှာအလွတ်လွတ်တာလဲဆိုလို့ရှင် it's all about the psychology and consistency market မှာကျွန်တော်တို့ကဗာလဲ psychology နဲ့ consistency ပဲကျွန်တော် technical analysis တွေဗာလဲဆိုတာဘယ်လိုပြောရအောင်ကျွန်တော်အမြဲပြောပါတယ်30%လောက်ပဲဒါပေမဲ့တကယ်70%လောက်က psychology နဲ့ကိုယ့်ရဲ့ဘယ်လိုပြောရမလဲ consistency ဖြစ်မှုပဲအရေးကြီးတာပေါ့အဲ့တော့ဗာလဲ DC ကဘာကိုအခြေခံရလဲဆိုတော့ psychology နဲ့ consistency ကိုအခြေခံရ psychology ကအပြင်ဘယ်လိုပြောရမလဲနဲတယ်ဒါပေမဲ့ကျွန်တော်ဗာလဲ consistent ဖြစ်မှာပဲကျွန်တော်တို့က DC ကအလုပ်လုပ်မှာပေါ့ most people panic when price drop or get greedy when they red when they rise DC keep your emotionally natural ပေါ့ ကျွန်တော်ဗားလဲဆိုလို့ရှိရင်လူတော်များများကကျွန်တော်ဈေးကြဝိုင်းဆိုလို့ရှိရင်ဖမ်းနေအရန်ဖြစ်ကြတယ်။ဟာကြတော့မယ်ကြနေပြီကြနေပြီကြနေပြီဘယ်နေရာမှာဝယ်ရမလဲဘယ်နေရာမှာဝယ်ရမလဲဘယ်နေချိန်မှာဝယ်ရမလဲဘယ်ချိန်မှာဝယ်ရမလဲပေါ့အဲ့ဒါနဲ့လူတွေကဖမ်းနေဖြစ်နေတဲ့အချိန်မှာကျွန်တော်လူတွေကလောဘကြီးနေဟာဒီချိန်မှာငါတို့ဝယ်ရလို့ရှိရင်ဈေးကဝန်းကနေပြန်တော့အားမှာပဲငါတို့ဒီနေရာမှာဝယ်ရမှာအဲ့မတကယ်တမ်းမှာအမှားဘာလို့ဆိုလို့ရှိရင်ကျွန်တော်ဈေးက very ဆက်ကြနိုင်မယ်ဆိုတော့ကျွန်တော်ကခံမှန်းလို့မရဘူးပေါ့အဲ့တက်ပါလဲ အဲ့ချိန်မှာလူတွေပန်းနေဖြစ်မယ်လောဘရကြီးမယ်မဟာတရားရဝင်မယ်အဲ့ကြံပါလေရှုံးနေနဲ့ရင်ဆိုင်ရမယ်ဒါပေမဲ့ DC ကကြတော့မဟုတ် DC က keep you emotionally neutral ပေါ့ပြောရဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့က DC လောက်လာတာကျွန်တော် schedule တစ်ခုနဲ့သွားရတယ်ကျွန်တော်တို့က ပုံမှန် investment လို့ပြောတာကျွန်တော်တို့မှာဘာမှ emotion မရှိ market သူ့ဘောက်ဈေးဘယ်လောက်ကြကြကျွန်တော်တို့လူစင်က support နေမှာကျွန်တော်တို့ကပါလေအမြဲတမ်း investment လို့ပြောတာဖြစ်တဲ့ကျွန်တော်တို့မှာတိတ်ပြီးတော့ပြဿနာကြီးကြီးမားမားမရှိဘူး။ It also great for blue time market like the crypto. For crypto လို့ဒီလိုပြောပြရမလဲအရင်လဲလှုပ်ရအလှုပ်ခက်ဖြစ်နေရ market မှာဆို DC ရအရင်ဟိုကောင်းတဲ့ strategy ခုဖြစ်တယ် instead of all in at one price you spread of your risk ။ဘယ်လိုဆိုလဲကျွန်တော်ကတစ်ခါတည်းဒေါ်လာ1000လုံးရှိလို့ရှင်ဒေါ်လာ1000လုံးတစ်ခါတည်း investment လုပ်မှာမဟုတ်ကျွန်တော်ကပါလေ ခွဲပြီးတော့မှကျွန်တော်တို့က spread လုပ်ပြီးတော့မှကျွန်တော်က query ပြီးတော့မှ investment လုပ်မှဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ကပါတယ် risk ကလည်းကျွန်တော်တို့မှလုံးဝမရှိဘူးပေါ့ okay ကျွန်တော်ဘလို DCO ကိုကျွန်တော်စနစ်တကျလုပ်လို့ရမယ်အစပြီးပထမလုပ်ရမှာပါလေ choose your asset ပေါ့ကျွန်တော် choose your asset ပါကိုကတကယ်ကိုကောင်းတဲ့ကွန်တကူကျွန်တော်ကရွေးဖို့လိုတယ်ဥပမာဘလို coin တွေရွေးချယ်မယ်လဲဆိုလို့ရှိရင်အခုဆိုဘာကြီးခက်စားနေလဲ AI နဲ့ခက်စားနေလဲ AI coin တွေခက်စားနေတယ် and then ကျွန်တော်တို့ပါလေ အဲတခြားဒီလိုပြောရမယ် investment coin ခေစားနေရယ်ပေါ့အဲ့လိုပုံစံလေးကျွန်တော်နောက်ပိုင်းခေစားလာတယ်နောက်ဆုံးဆိုရှင်ကျွန်တော်တို့ဒီအဲနောက်ပိုင်းမှာဆိုလို့ရှင်ဘာတွေထပ်ပြီးတော့အဲဖြစ်လာနိုင်လို့ဆိုလို့ရှင်ကျွန်တော် ENA တို့ Onto တို့နောက်ဆုံးရှင် Fajiwe အစားရှိရဲ့ coin လေးပေါ့ဒီ coin လေးရနောက်ပိုင်းဟိုဘယ်လိုအလားအလာရှိရဲ့ coin လေးဖြစ်တယ် and then နောက်ဆုံးရှင်ကျွန်တော်တို့ဘာ coin တွေ investment လုပ်လို့ရလဲဆိုတော့တကယ်ဟို big coin တွေပေါ့တကယ်ဘယ်လိုပြောရမလဲတကယ်ဟို market cap ကြီးရဲ့ coin တွေဥမာ big coin တော့ဥစ္စာမျိုးလား Ethereum လား Solana လား အဲကျွန်တော် investment လုပ်မယ်ဆိုလို့ရှင်ကျွန်တော် recommend ပေးရကြတော့1 to 20 or 30 coin လောက်ပဲကျွန်တော်က investment လုပ်စီချင်တယ်ပေါ့ဒါတကယ်လို့ပြောရမလဲဟို market nature ရလဲဒါကောင်းတဲ့ coin တွေဖြစ်တဲ့ဆိုကျွန်တော်ကတော့1 to 30 coin လောက်ပဲဒီစီလုပ်စီချင်တယ်ပေါ့ဟုတ်ပြီနောက်တစ်ခုက buy ဆိုရင် set your budget ပေါ့ကျွန်တော် budget ဘယ်လောက်သုံးမှာလဲပေါ့ budget ကဥပမာဒေါ်လာ1000ဆိုလို့ရှင်ကျွန်တော်ကတော့ဒေါ်လာ100ကိုဝယ်သွားမယ်အပတိုင်းဝယ်သွားမယ်ဒါမှမဟုတ်ကွာဒေါ်လာ1000ရှိရဲဟိုဒေါ်လာ90ဝယ်ခြင်းလဲရတယ်ပေါ့ ဟိုမှာကွာဒေါ်လာ900ရှိလို့လေကွာ100ဒေါ်လာပဲဝယ်ရှင်လေရတယ်ပေါ့အဓိကကိုယ့်ရဲ့ဘယ်လိုပြောမလဲ budget နဲ့ပေါ်မူတည်ပြီးတော့ကိုဘယ်လောက်တစ်ပတ်ကို investment လုပ်ရှင်လဲရေကိုက long term ဘယ်လောက်ထိဝယ်ဝါရှင်လဲဆိုတာကိုကိုယ့်ဘာကိုတော့တွက်ကြည့်ပေါ့ဟုတ်ပြီဒီမှာ power strategy ကိုကျွန်တော်အဓိကထားအောင်မလဲဆိုတော့ကျွန်တော် support resistance ပဲအဓိကထားအောင်မယ်ဒီညမှာကျွန်တော်အဓိကသုံးပါပါလေ support ကိုကျွန်တော်ကတေချာသုံးအောင်မယ်ပေါ့အလို့ရှင်ကျွန်တော်ကဗာလဲ trend line ကိုလည်းတစ်ချက်ကြည့်မယ် trend line မှာလည်းကျွန်တော်ကဘယ်လိုကြရတယ်ပေါ့ ဒီမှာ DC strategy မှာအရေးကြီးတာဗာလဲကျွန်တော်က consistent ဖြစ်ရမယ် consistency ကအကျန်းကိုအရေးကြီးကျွန်တော်က consistent ဖြစ်ဖြစ်နဲ့ကျွန်တော် schedule တိုင်းကျွန်တော်ကဘောရမှာဖြစ်တယ်ပေါ့အခုကကြောက်ဗာလဲဒီမှာပြောချင်တာကလူတော်များမှာမှားကြတာပေါ့ကျွန်တော် DC DC လုပ်တယ်ဆိုတာကျွန်တော်တို့ကဗာလဲ future trading တော့မဟုတ် future trading ကသူ့မှာတခြား strategy ရှိဒီ strategy ကဗာတက်လဲဆိုလို့ချင်း support နဲ့ဒီ buying quantity အတွက်ပဲ future trade မှာကျွန်တော်ချုပ်လူတွေတွေ့ရ DC လုပ်တယ်ဒီ DC လုပ်တယ်ဆိုပြီး future position ဖွင့်တာ ဒါကြဲတော့ဒီစီဆိုတာ future position မဟုတ်လေ future မှာကျွန်တော်ဒီစီလုံးလို့လဲမြတ်ဘာလို့ဆိုတော့ကျွန်တော်က entry ကရွေးဝါရင်တော့ကျွန်တော်ကဟိုကို့မှာတော်တော်ကြီးကိုဘယ်လိုပြောရမလဲဟိုအမောင်းအများကြီးတစ်ခုရှိမှာပဲကျွန်တော်ကဗာလေဒီစီလုံးလို့ရမှာ future မှာဘာလို့ဆိုလို့ရှိရင်သူကဟို entry ကိုကိုဘယ်လိုပြောရမလဲဝင် entry ရွေးဝါအောင်ကြတော့ကျွန်တော်ကဟိုဘယ်နှကြောင်းတော့ထပ်ပြီးတော့ဝင်ရမလဲမသိဘူးလေဒါပေမဲ့ကျွန်တော် support မှာကြာအဲ့လိုမဟုတ်ကျွန်တော်ကပုံမှန် အဲဝယ်ဝါဝယ်ဝါဝယ်ဝါကျွန်တော်ကသူရှားမှာကျ store lot ထိနိုင်ရေးများ liquidation ထိနိုင်ရေးများဒါမှမဟုတ် support လို့ buying coin တို့မှာကျွန်တော်ပါလေကျွန်တော်တို့ကအဲ liquidation မရှိဘူးပေါ့ကျွန်တော်တို့ဟိုထုတ်ရောက်မှာပဲကျွန်တော်တို့ကပါလေဒါအရှုံးဖြစ်တာလေအဲ့တော့ကျွန်တော်ကပါလေဟိုအဓိက target trade မှာပါလေ support နဲ့ဒီ buying coin မှာမှ DC strategy တော့မယ်ဒါပေမဲ့ကျွန်တော်တို့ပါလေဒီသူရှားမှာလုံးဝလုံးဝကျွန်တော်တို့တောင်းရမှာမဟုတ်ဘူးပေါ့ okay သူ့မှာတော့အားနေချက်လေးရောရှိရပေါ့အားကြောင့်ကျန်တဲ့အားနေချက်ကအမေရန်ဒုံသွဲနေတာပေါ့ ဟာအဲ့တော့ကျွန်တော်တို့ဗာလဲဒီစီရဲ့အားတကြက်ကဗာလဲဆိုလို့ရှိရင် easy to start ရမ်းလွယ်ကူတယ်ဘာမှတိတ်ပြီးတော့ထွေထွေတူလိုက်ယူလေးလာကြရမလို့ကျွန်တော်တို့ဗာလဲ support ဆွဲ support မြင်ဆွဲတက်ယူကျွန်တော်တို့အပတ်အပတ်တိုင်းဘယ်လောက်ဝယ်မလဲရနောက်ပြီးရှင်ကျွန်တော်တို့ budget ဘယ်လောက်ရှိလဲရနောက်ပြီး long term ဘယ်လောက်ထားထားမလဲဆိုတာပဲမူတည်ရအဲ့တော့ဗာလဲကျွန်တော် beginner အတွက်ရမ်းကိုအစဉ်ပြေး strategy တခုဖြစ်တယ်အဲနောက်ပြီးရှင် emotion free ဖြစ်တယ် emotion free ဖြစ်တယ်ဆိုတော့ကျွန်တော်ခုနကပြောခဲ့လို့ပဲကျွန်တော်တို့က DC ကဗာလဲ risk မရှိဘူးကျွန်တော်တို့ကဗာလဲ ဟိုအဓိကလိုရမှာကျွန်တော်က patient ဖြစ်ရမယ် consistency ရှိရမယ် consistent ဖြစ်ရမယ် discipline ရှိရမယ်ဒါပဲအရေးကြီးอ่ะရှားဟို psychology ဘာညာလောက်ကြီးလေ့လာဆရာမလို့နောက်ပြီး is great for beginner ကျွန်တော်ကနပြောခဲ့လို့ပဲ easy to start ဖြစ်တယ် emotion free လို့တော့ဗာလဲအဲ့တော့ great for beginner တက်ဖြစ်တယ်နောက်လို့ရှိရင်ဒီမှာကျွန်တော်ထပ်ပြီးတော့ပြောချင်တာဗာလဲဆိုလို့ရှိရင် beginner အိမ်မှာမှကျွန်တော်တို့ကပါလေတကယ်ကိုဘယ်လိုပြောရမလဲ investment တစ်ခုလောက်ရှိနေလူ beginner တက်ဆိုရင်တော့ပိုတော့အဆင်ပြေရပေါ့ကျွန်တော် future trading နဲ့ဘာညာတခြား great trading ဘာညာမဟုတ်ဘဲနဲ့တကယ် investment only တွားရင်လည်းဒီတက်ဆိုလို့ရှိရင်ဒီ strategy အဆင်ပြေရဲ့ not complex ဘောကျွန်တော်မရှုပ်ထွေးဘူးတခြား technical analysis လို့ဘာမှကြီးမားမားလုပ်ရလည်းမလုပ်ဘူးတင်းနေဖတ်စရာလည်းမလုပ်ဘူးအဓိကလုပ်အောင်မှာကိုကကိုယ့်ရဲ့ schedule တိုင်းပဲကိုကပုံမှန် investment လုပ်အောင်မှာပေါ့ ဟုတ်ပြီဒီဆက်အားနဲ့ချက်ကဘာလဲဆိုလို့ရှိရင် won't maximize gain like perfect market timing perfect market timing မဖြစ်ဘူးဆိုတာဘာလဲဆိုရင်ကျွန်တော်တို့က timing point မှာကျွန်တော်ကဝယ်မှာမဟုတ်ဘူးလေ binary data မှာလို9500မှာကျွန်တော်ကဝယ်မှာမဟုတ်ကျွန်တော်ဝယ်မှာ9000နဲ့ရနေပြီ9000မှာတစ်ခါဝယ်မယ်7500မှာတစ်ခါဝယ်မယ်7000မှာတစ်ခါဝယ်မယ်အဲ9500မှတခါမှာကျွန်တော်က6000လောက်ဝင်မှာကျွန်တော်က perfect market timing တော့မဖြစ်ဘူး hatch long ဆိုပြီးကျွန်တော် turning point မှာကျွန်တော်ကတခါတည်းဝယ်လိုက်မှာမဟုတ်ဘူးကျွန်တော်ကကြားတဲ့အချိန်မှာပုံမှန်ကျွန်တော် consistent တစ်ခုနဲ့ကျွန်တော်က ီကျွန်တော်စကက်ဂျူးတိုင်းကျွန်တော်ကဝယ်သွားမှာလေအဲ့တည်းပါလေ perfect market timing တော့ဖြစ်မှာမဟုတ်ဘူးနောက်ခု emotion ဒီနေရာမှာ emotion ပါကိုပြောချင်တာလဲဆိုလို့ရှိရင်ကျွန်တော်အကယ်၍ consistent မဖြစ်ဘဲနဲ့ကို portfolio လေးမှာ minus ပြနေလို့ဆိုလို့ရှိရင်ကိုက emotion ဖြစ်ပြီးတော့ထောက်ချောင်းနေနေထောက်ချောင်းဂျင်လာနိုင်တဲ့စိတ်လေးရှိပါဘူးဆိုတော့ ဒီစီလောက်တယ်ဆိုတော့ကျွန်တော်ကအ ਨੇ ဆုံးလားနဲ့ချီပြီးဟိုးတာလေပို့ဆိုရင်ဘယ်လိုကြောက်ရမလဲ quiet နေလို့ဆိုတော့အဲ့အတွက်ပါလေကျွန်တော် emotion ကတော့အနေငယ်တော့ရှိနိုင်တယ်ဒါတော့ control လုပ်နိုင်မှာကျွန်တော်ညှော်လင့်မိပါတယ် it have a be who can patient ပေါ့ကျွန်တော်စိတ်မရှိနေတော့မေးရဘူးဒီစီကပါဆိုဒီစီကစနစ်တကျဒီ schedule တိုင်းတော့အပြည့်အစုံကျွန်တော်ကပါလေစိတ်ရှိနေနိုင်မှာကျွန်တော်ကဒီစီလုံးလို့ရမှာပေါ့ okay ဒီမှာကျွန်တော်တကယ်ဘယ်လိုပြောရမလဲ chart မှာကျွန်တော်ဘယ်လို DC ကိုကျွန်တော်တို့အဲ analysis လုပ်ပြီးကျွန်တော်တို့ဝယ်လို့ရမလဲပေါ့အဲ့ဒါလေးကိုကျွန်တော်အဲစပြီးတော့ရှင်းပြခြင်းပါတယ် โอเคကျွန်တော်ဗာလဲဒီစီမှာကျွန်တော်စပြီးတောင်းရမှာဗာလဲကျွန်တော် support and resistance ကိုပဲကျွန်တော်တို့အဓိကထားပြီးတော့တောင်းရမယ်ပေါ့โอเคကျွန်တော်အရင်ဆုံး BDC ကိုကျွန်တော်တို့ဗာလဲ support and resistance လေးကျွန်တော်စပြီးတော့ဆွဲလိုက်မှာကျွန်တော်ဒီဘက် market မှာပဲကျွန်တော်ကြာချင်းတယ်โอเคဒီမှာဗာလဲကျွန်တော်တို့ဒီနေ့က resistance level ဖြစ်နေတယ် and then ဒီနေ့ကကျွန်တော်တို့ support ကျွန်တော်ဒါလေးကိုအကြမ်းမြင့်လေးပဲဆွဲလိုက်မယ်အဲနည်းနည်းညင်သားထင်သာရှိပေါ့အကြမ်းမြင့်လေးပဲဆွဲလိုက်မယ်โอเคဒီမှာလေးလာမယ် and then နေရာကိုကျွန်တော်ပို့ပို့လို့တက်ပါတယ်โอเคဟုတ်ပြီကျွန်တော်စပြီးတော့ကျွန်တော်တို့ဘယ်နေရာမှာစပြီးတော့ investment လုပ်မလဲဆိုလို့ရှိရင်ကျွန်တော်အခုစပြီးတော့ကျွန်တော်မှာဘယ်လောက်ရှိလဲပေါ့ကျွန်တော်မှာအဲကိုကိုပေးလိုက်ကျွန်တော်မှာဒေါ်လာ1000ရှိရယ်ပေါ့ဒေါ်လာ1000ရှိရယ်ဆိုလို့ရှိရင်ကျွန်တော်ကဗာလဲကျွန်တော်နောက်တစ်ခုကဗာလို့ရမလဲဆိုလို့ကျွန်တော်ကွိုင်းကိုရွေးချယ်မယ်ကိုကွိုင်းဘဲကွိုင်းကိုကျွန်တော်တို့ကွိုင်းလုံးမလဲကိုရွေးချယ်မယ်နောက်တစ်ခုကကျွန်တော်ဗာလဲကျွန်တော်တို့က ကျွန်တော်တို့ဘယ်လိုအဲ investment လုပ်မလဲဆိုရင်ကျွန်တော်တို့ဗာလဲခုနအ time တစ်ခုကျွန်တော်ရွေးချယ်ရမယ်ဘယ်လိုလဲဆိုလို့ရင်ကျွန်တော်တို့ကဗာလဲ weekly ကျွန်တော်တို့ကဝယ်မှာလားဩကျွန်တော်တို့ကဗာလဲ monthly ကျွန်တော်တို့ကဝယ်မှာလား monthly ဝယ်တာ monthly လဲဝယ်လို့ရလို့ကျွန်တော်နောက်တစ်ခုကဗာလဲဆိုလို့ရင်ကျွန်တော် weekly ဝယ်နိုင်ဥကအဲ့မှာကို့မှာအဲအဲ့လောက်ကြီးမရှိဘူးဆိုလို့ရှိရင်ကျွန်တော်ကဘာလို့ရလို့ဆို15ရက်တခါလဲဝယ်လို့ရတယ်ကျွန်တော်15ရက်တခါဝယ်မလား10ရက်တခါဝယ်မလားဒါမှမဟုတ်အဲရက်နဲ့ဆယ်တခါဝယ်မလား ဒါမဲ့လောရမှာအဲရက်နေဆိုင်တစ်ခါဝယ်မယ်ဆိုလို့ရှိရင်နောက်ရက်နေဆိုင်ကြိုင်လည်းဝယ်ရမှာဝယ်ဝယ်ရမှာเนาะအဲဆက်ငိုင်းတစ်ခါဝယ်မယ်ဆိုလည်းနောက်ဆက်ငိုင်းတစ်ခါမှာဝယ်ရမယ်အဲတစ်ပတ်တစ်ခါဝယ်မယ်ဆိုလည်းဒီတစ်ပတ်ဝယ်ရင်နောက်တစ်ပတ်မှာလည်းကျွန်တော်ထပ်ပြီးဝယ်ရမယ်ပေါ့အဲ့လိုပုံစံနဲ့ consistent တစ်ခုနဲ့ကျွန်တော်ကသွားမယ်အဲ့ဒါကျွန်တော်တို့ရဲ့ capital ကိုဘယ်လို manage လုပ်မယ်ပေါ့ကပီတယ် management လို့လုပ်မလဲပေါ့ဟုတ်ပြီ ဒါကကျွန်တော်တို့ဒါအဲအရင်ဆုံးဒီဘယ်လိုပြော technical analysis မလာခင်ကျွန်တော်အပိုင်းလေးပေါ့ဒီမှာကျတော့ဗာလဲကျွန်တော်တို့ technical analysis လာလာပြီကျွန်တော် technical analysis ကဗာလဲဆိုရင်ကျွန်တော်တို့ဗာလဲ support တုံးသွားမယ် support အဓိကထားရကျွန်တော်တို့စဉ်းစားသွားမယ်ဟုတ်ပြီကျွန်တော်မှကိုဒေါ်လာတစ်ထောင်ရှိရဆိုလို့ရှိရင်ကျွန်တော်ဘယ်နေရာမှာစဝယ်မလဲဒီ9500ဝန်းကျင်မှာကျွန်တော်ပထမတစ်ခေါက်ဒီမှာကျွန်တော်စပြီးတော့ဒေါ်လာတရားဒီမှာကျွန်တော် investment စလုပ်မယ်ပေါ့โอเค မတလာတစ်ခါ invest လုပ်ပါကျွန်တော်နောက်တစ်ခါဘယ်မှာ invest လုပ်မလဲဆိုတော့ကျွန်တော်ဒီညလေးက support တော့တစ်ခါထပ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီညမှာကျွန်တော် investment dollar တရားထပ်ပြီးတော့လုံအောင်မယ်ပေါ့ Okay ကျွန်တော်ဒီမှာမပြီးသေးဘူးကျွန်တော်ဒီမှာနောက်ထပ်ပါလဲ support နေရာပြက်လာပြီးတော့ကျွန်တော်ပါလဲဒီညမှာကျွန်တော် investment နောက်တစ်ခါထပ်လုံအောင်မယ်ပေါ့ကျွန်တော်အဓိကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့က DC လောက်တာသူများရကြကြကြနေတဲ့အချိန်မှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပါလဲဒီ market ရဲ့အဲဒီ support နေရာမှာပဲကျွန်တော်ကအဓိကထားပြီးတော့ ဝယ်သွားမှာပေါ့အဲ့အတွက်ပါလေကျွန်တော်တို့မှာအဲတိတ်ပြီးတော့ပြန်လာမရှိအခုကျွန်တော်ပါဥစားရိုက်လို့မရလဲမသိခဏလေးနော် chain w ဖြစ်နေကျွန်တော်အဲ့တော့အတက်နေနေသူโอเคဒီမှာမရိုက်တော့ကျွန်တော်ဒီမှာလေဒီမှာ task နဲ့ပဲကျွန်တော်ရိုက်ကြတော့မယ်โอเคရိုက်ကျွန်တော်ဒီမှာအဲဒီမှာဒေါ်လာ100ကျွန်တော်ထပ်ဝယ်မယ်ပေါ့โอเคဒီနေ့မှာကျွန်တော်ဘယ်နေရာဝယ်ပြီးရဆိုလို့ရှိရင်ဒေါ်လာ300ကိုကျွန်တော်ဒီနားမှာဝယ်ယူပါရေပေါ့ပထမတစ်ခါဗင်းနားမှာဝယ်လဲဆိုလို့ရှိရင်ဒီမှာ ဒီမှာနောက်ထပ်300ဒီမှာနောက်ထပ်300ပေါ့ကျွန်တော်တို့အားလုံးပေါင်း300ဝယ်ပွားပြီပေါ့300ဘူးကျွန်တော်တို့ဒီမှာ investment လုပ်ပွားပြီโอเคကျွန်တော်ဘာကျွန်တော်ရဲ့ strategy ကဘာလဲကျွန်တော်တို့ဟို support ဖြစ်တဲ့နေရာမှာကျွန်တော်ကဝယ်မှာဖြစ်တယ်လို့ကျွန်တော်နောက်ထပ် support ဖြစ်တဲ့နေရာဘာလဲကျွန်တော်တို့ဒီမှာထောက်ဝယ်အောင်မယ်ဒေါ်လာ100ဘူးဒီမှာထောက်ဝယ်မယ် and then ဒီမှာဒေါ်လာ100ဘူးကျွန်တော်တို့ထောက်ဝယ်အောင်မယ်ပေါ့โอเคဘုံမှာကြည့်လိုက်တော့ ဒီမှာကြည့်ရဆိုလို့ရှိရင်ကျွန်တော် BTC ပဲကျွန်တော်အခု loss တွေထားကြည့်ပါဦးကျွန်တော်ဗါလဲ BTC ကကျွန်တော် investment လုပ်ပါဘယ်လောက်ခါလဲ100 200 300 400 500 500ဒေါ်လာ900 investment လုပ်ပြီးရချင်းမှာ DCU စနစ်ကျလုပ်ပြီးရချင်းမှာကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဗါလဲကျွန်တော်အမြတ်ရတယ် BTC မှာလို့လို့ရှိရင်အထူးကဗါလဲ consistent ဖြစ်ဖြစ်နဲ့ကျွန်တော်တို့အဲ့လိုလိုပြောရမယ်စိတ်ရှိပြီးကြံပြီးစောင့်ဝါလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဲဘယ်လိုပြောရမလဲ9လအတင်းတော့ဒီလိုပြောရဒီဘိုင်းကကျွန်တော်တို့ကဒါကကျွန်တော်တို့ဒီဒီချိန်ကဘယ်ချိန်လဲဆိုလို့ရှိရင် အဲငားလာတာမဟုတ်ဒီကူကအမတ်ကျွန်တော်တို့ဘယ်ကစပြီးတော့ invention လုပ်มาလဲဆိုတော့ကျွန်တော်တို့ကဒီကစပြီး invention ဆိုတော့ဒါ February အခုကဘလန်းလာဖြစ်သွားပြီဆိုလို့ရှိရင် May ပေါ့ February မကျွန်တော် March February March April May လေးလအပြင်မှာကျွန်တော်တို့ကဗာလဲကျွန်တော် profit ရနေပြီပေါ့ဒီစီရအဲ့အောင်ပြောတာကျွန်တော်ကဗာလဲကျွန်တော်အပုံမဲ့ consistent တစ်ခုကျွန်တော် schedule တစ်ခုနဲ့ invention လုပ်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က AC ပဲဘာမှတိတ်ပြီးခေါင်းထဲမှာ အများကြီးစဉ်းစားစရာမလိုကျွန်တော်ကဘယ်နေမှာဝင်မလဲဆိုကျွန်တော် support ဖြစ်တဲ့နေရာမှာပဲဝင်မယ်ကျွန်တော်တို့အဲဟိုနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ money low တွေ ugly low တွေဖြစ်တဲ့နေရာမှာကျွန်တော်တို့က ွဲမယ်ပေါ့အဲ့လိုမျိုးနဲ့ကျွန်တော်ကဗားလဲစနစ်ကြဝယ်မှဆိုလို့ရှိရင်ကျွန်တော်အခုဆိုလို့ရှိရင်ဒါတေချာပေါက်အချိုးမြင့်ကြနေပြီပေါ့အခုနေရာမှာဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ကဗားလဲ DC ကကျွန်တော်ခုနပြောခဲ့လို့အရှုံးမရှိ strategy တစ်ခုဖြစ်တယ်ပေါ့အဓိကဗားလဲကိုယ်မှာ consistent ဖြစ်ရမယ် patient ဖြစ်ရမယ် discipline ရှိအောင်ねကျွန်တော်ကဗားလဲ strategy ကအေးဆေးအလုပ်လုပ်နေပြီပေါ့ okay ဒီမှာကျွန်တော်ကအဓိကထားပြီးတက်မှတ်မှာဗားလဲကျွန်တော် coin တစ်ခုရွေးချယ်ရမယ်ကျွန်တော်ဝယ်မဲ့အချိန်ကဘယ်လိုဝယ်သွားမလဲပေါ့ interval ဘယ်လိုပြရမလဲကျွန်တော်ပုံမှန်ဝယ်မဲ့အချိန်ကဗားလဲ weekly ဝယ်မှာလား monthly ဝယ်မှာလားကျွန်တော်15တခါဝယ်မှာလား10တခါဝယ်မှာလားရဲ့ နောက်တစ်ခုကဗာလဲ capital management ဘယ်လိုလုပ်မလဲပေါ့ကျွန်တော် capital ဘယ်လိုခွဲခြားစိတ်ပြပြောကျွန်တော်ဝယ်မလဲပေါ့နောက်တစ်ခုကျွန်တော်ဘယ်လိုအဲ support နိုင်မှာပဲကျွန်တော်အဓိကထားပြီးတော့ဝယ်သွားမှာပေါ့ capital management နေရာမှာကျွန်တော်နည်းလေးတော့ပြောပြနေတာရှိပါတယ် capital management နေရာမှာဗာလဲဆိုလို့ရှိရင်ကျွန်တော်ဥပမာဒေါ်လာကိုမှအညိုင်းမရှိဘူးကျွန်တော်မှဒေါ်လာ100ပဲရှိရဆိုလဲရတယ်ကျွန်တော်ဒေါ်လာ100ဒေါ်လာပဲလုပ်မလား9ဒေါ်လာပဲလုပ်မလားအေးဆေးလုပ်ပါလို့ပြကျွန်တော်ဘာမှတိတ်ပြီးတော့ ဟိုအများကြီးစဉ်းစားကြရမလို့အဓိကပါကျွန်တော်တို့က investment လုပ်တဲ့ဆိုရဲသဘောတည်းဒီစေး investment လုပ်တဲ့ဆိုရဲသဘောတည်းကျွန်တော်ကငွေပုံတစ်ခုလုံးကျွန်တော် all your all in မလုပ်ကျွန်တော်ကဗာလက်စင်းတစ်ချက် schedule လုပ်ပြီးတော့မှကျွန်တော်တို့ကဒီတေချာဟိုဒီနေရာမှာဝယ်မယ်ဒီနေရာမှာဝယ်မယ်ဒီနေရာမှာထောက်မယ်အဲ့လိုပုံစံနဲ့ကျွန်တော် schedule တေချာလုပ်ရဖြစ်တဲ့ကျွန်တော်ကတိတ်ပြီးတော့ပြင်တာမရှိဘူးအဟိုဒီကဒီဟို investment long term plan အတွက်လူတွေတက်ဆိုရင်တော့ဒါတကယ်ကိုကောင်းတဲ့ strategy type ကိုဖြစ်တယ်ပေါ့ โอเคအခုက BTC ဖြစ်တယ်ကျွန်တော် Ethereum လည်းတစ်ချက်တစ်ချက်လောက်ပြခြင်းနဲ့ Ethereum ကျွန်တော်တို့အခုစပြီးတော့โอเคဒီမှာကျွန်တော်တို့ sub point ရစပြီးတော့ကျွန်တော်ခုနပြောခဲ့လွယ်ပါလေ sub point resistance တက်မှာဒီမှာကျွန်တော်တခုပြောခြင်းတာဘာလဲဆိုရင်ကျွန်တော်တို့ဒီအခုတော့အမ time frame ကလုံးဝ higher time frame ဟုတ်တခုပဲတော့เนาะဟိုလုံးဝဟို h4 time frame နဲ့ h1 time frame တော့မကြည့်နဲ့ဆိုအဲ့ကြီးကြမှာကျွန်တော်တို့တော့အမပါ daily time frame တခုပဲတော့ရပါဘူးဟိုတခြား time frame နေလိုက်ပြီးတော့ကြည့်ကြမှာလို့ โอเค all right ဒီလောက်ပဲကြာလိုက်မယ် and then ဒီလောက် and then ဒီလောက် okay okay ကျွန်တော်တို့ဘယ်နေရာမှာစဝင်မလဲကျွန်တော်တို့ဗာလဲဒီနားမှာကျွန်တော်တို့ပထမတစ်ခေါက်စဝင်မယ်ဒီမှာဗာလဲကျွန်တော်မှာခုနကလိုပဲဒေါ်လာတစ်ထောင်ရှိရဲဒီမှာတစ်ခေါက်အဲဒီမှာနောက်တစ်ခေါက် and then ဒီမှာနောက်တစ်ခေါက်အဲ့လို့ရှင်ကျွန်တော်ကျွန်တော်က support နေရာမှာအမြဲတမ်းဝယ်ရမှာလေအခုဒီနေရာမှာ support ထပ်ပြတဲ့တော့ကျွန်တော်နောက်တစ်ခေါက်ထပ်ဝယ်မယ် ူဘယ်လောက် investment လုပ်ပွားဆိုတော့ဒေါ်လာ400 investment လုပ်ပွားရီဒီမှာနောက်တစ်ခေါက်ထပ်ဝင်မယ်ဒေါ်လာ900 investment လုပ်ပွားရီ okay ကျွန်တော်ရဲ့ strategy တိုင်းမှာကျွန်တော်ဘာထပ်လုပ်မလဲကျွန်တော်ဒီ support နေရာမှာကျွန်တော်ဒေါ်လာ100ထပ်ဝင်မယ် and then ဒေါ်လာ100ထပ်ဝင်မယ် and then ဒီနေရာမှာကျွန်တော်တို့ဘာလဲဒေါ်လာ100ကို ထောက်ဝယ်မယ်ဘူးအဲ့ဆိုကျွန်တော်တို့အခု investment တွေဒါဘယ်လောက်ဖြစ်ပါလဲဆိုတော့100 200 300 500 600 800 800ဘူးကျွန်တော်တို့က investment လုပ်ပြီးသွားပြီပေါ့ဒီနေရာမှာကျွန်တော်တို့ပြောချင်တာဒေါ်လာ800ဘူးလုပ်ပြီးရချင်းမှာကျွန်တော်တို့တက်ကဒီနေရာမှာကျွန်တော်တို့အဲလို့ပြောမယ်ဒီနေရာမှာအမျက်တောင်ထွက်နေပြီပေါ့ဘာလို့ဆိုလို့ရချင်းကျွန်တော်ကြည့်မယ်ဆိုလို့ရချင်းကျွန်တော်ဒုတိယ investment လုပ်ထားနေရာကိုရောက်နေပြီဆိုတော့ကျွန်တော်ရှုံးရင်တော့ဒီအပေါ်ကတစ်ခုလောက်သာပဲရှုံးတော့မှာကျွန်တော်အောက်မှာဘယ်နှခါအပြောတော့တစ်ခါနှစ်ခါသုံးခါလေးခါငါ investment လုပ်ထားနေရာမှာကျွန်တော်ကပါလေအမျက်တွေရနေပြီပေါ့အဲ့ဒါပါလေကျွန်တော် DC က တို့ဘယ်မှာစိတ်ရှိပြီးရနည်းနည်းလေးစိတ်ရှိပြီးရတေချာ investment လုပ်ပါမယ်ဆိုလို့ရှိရင်ကျွန်တော်က incc profit ထွက်တဲ့ဥစ္စာကိုကျွန်တော်တို့မှာ risk မရှိဘူးကျွန်တော်ဒီကိုပြရမယ်ဆို future trading လုပ်ချင်လုပ်မှာတာကျွန်တော် monthly profit တို့ weekly ပို monthly profit တို့ yearly profit တို့ဆိုလို့တွေ့ရတာဟိုထက်ထက်ရှင်မှာထက်လိမ့်မယ်ဒါပေမဲ့ dc ကိုကျွန်တော်ကစနစ်တကျလုပ်ပါမယ်ဆိုလို့ရှိရင် incc ပါလေကျွန်တော်တို့ profit တစ်ခုရနိုင်တယ်ပေါ့ကျွန်တော်ဘာမှတိတ်ပြီးတော့ခေါင်းထဲမှာအများကြီးစဉ်းစားကြရမလို့ကျွန်တော်ဒီအခု ကျွန်တော်ပြောရလို့ပဲဟိုဘာလို့ရမလဲပထမဆုံး client ကိုစနစ်ကျရွေးချယ်ရမယ်နောက်ပြီးလို့ရှိရင်အဲကျွန်တော်တို့ဒီ budget ကိုဘယ်လိုထားမလဲရယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲအဲကိုဘယ်လိုအဲဟို sorry ဘယ်လိုဘယ်လိုအဲ့ဟို capital management လုပ်မလဲရယ်နောက်ပြီးလို့ရှိရင်အဲ support မှာပဲကျွန်တော်တို့ကဝေဝါမျိုးအဓိကပါကျွန်တော်တို့ဟိုကိုယ့်ရဲ့ schedule တိုင်းပုံမှန်ဟိုဝိုင်းရပြီတခြားဘာမှအသိပြီးတော့စဉ်းစားစရာမလိုဘူးပေါ့ အဲ့တော့လည်းဗာလဲကျွန်တော်ခုနပြောခဲ့လို့ပဲ beginner တွေအဲ့တော့ကျွန်တော်ကဗာလဲ recommend ပေးတာပေါ့โอเคအခုအချိန်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဗာလဲအခုဒေါ်လာ900 investment လုပ်ပြီးအချိန်မှာကျွန်တော် invest ဟိုဘယ်ပြောင်း profit ထွက်နိုင်ထွက်နေပြီးတော့ကျွန်တော်တို့ portfolio ကဘယ်ပြောင်း plus လေးပြနေပြီးတော့အဲ့လိုပဲကျွန်တော်ကဗာလဲဒီညမှာကျွန်တော်ထပ်ဝယ်မယ်ဒီညမှာကျွန်တော်ထပ်ဝယ်အောင်မယ်ပေါ့ကိုကအဲ့လိုမဟုတ်ကိုကအမြန်ပတ်ဆက်ရှိရဆိုလို့ရှိရင်ကျွန်တော်ဗာလဲ minor resistance နေမှာလဲကျွန်တော်ကဗာလဲဝယ်ဝါလို့ရတယ်ပေါ့တိတ်ပြီးတော့ ကိုမှာဟိုကို investment လုပ်မဲ့အမောင်းကများနေဆိုလို့ရှိရင်ကျွန်တော်အဲ့လို AI မှာကျွန်တော်ကခွဲပြီးတော့ဖွဲ့ွားလို့ရသေးရေပေါ့ဒီခု strategy ဘာလဲဆိုတော့ကျွန်တော်ကဟိုလိုရမယ်ဟိုအရင်လည်းဘာမှလေးလာကြီးမလေးလာခြင်းကိုခေါင်းလည်းအရှုံးမခံခြင်းကိုဆရာကျွန်တော်က investment တော့တခုလေးပဲတွားခြင်းနဲ့ဆိုရဲဆိုရဲတက်ဆိုလို့ရှိရင်ကျွန်တော်ကဗာလဲဒီ strategy ကိုကျွန်တော် recommend ပေးတယ်ဒါတကယ်ကိုခေါင်းနဲ့ strategy လည်းဖြစ်တယ်ပေါ့ okay ဒီနေ့တင်ကန်းစာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲ DC ဆိုရဲရှိကျွန်တော်ဘယ်လိုဆက်လက်ပြသုံးလို့ရမလဲဘယ်လို investment လုပ်လို့ရမလဲဆိုတာကိုကျွန်တော်အဓိကထားပြီးတော့ sharing လုပ်ပြီးပါဖြစ်တယ်ဒီနေ့ video ရေးချက်ကဘာလဲ beginner trader ကိုကျွန်တော်အလုံးအရှုံးမရှိဘဲနဲ့ market ထဲကနေပြီးတော့အမျက်ရှာနေဘယ်လိုလုပ်လို့ရမလဲဆိုတာလေးကိုကျွန်တော်ညွှန်ပြပြဖြစ်တယ်ပေါ့ okay အဲဒီနေ့ video ကအဲအဓိကထားပြောချင်တာကဘယ်လိုပြောရမလဲကျွန်တော်တို့ဘာလဲ DC strategy ကိုဘယ်လိုတုံးလဲ DC strategy ကိုဘယ်လိုတုံးလဲ DC strategy အကြောင်းအရာတွေအဲ့ဒါ DC strategy ကိုကျွန်တော်တို့အဲဘယ်လို technique အနေနဲ့စေလုပ်ပြီးတုံးပြီးတော့ကျွန်တော်တို့ဝယ်လို့ရမယ်ဆိုတာတွေကိုကျွန်တော်ကြားပြဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးပဲအဲဗီဒီယိုလေးကနေပြီးတော့တခုအကျိုးအမြတ်တခုရမယ်လို့ကျွန်တော်ပြောလင်းမိပါတယ်အဲဆိုတော့ဒီဗီဒီယိုလေးကနေကျွန်တော်အကျိုးအမြတ်တခုရအောင်မယ်ဆိုလို့ရှိရင်ねကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ဖို့အားလုံးကိုမေတ္တာရက်ခဲ့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးပါ